င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ် ICC အပါအဝင်နိုင်ငံတကာတရားရုံးများမှအကြမ်းဖက်မင်းအောင်လိုင်းနဲ့စစ်ကောင်ဆောင်များကိုတရားစွဲဆိုနေမှုတွေပေါ်ဘာကြောင့်လဲမှာစိုးရင်စရာမရှိဘူးလို့စော်မင်းထွန်းတုံ့ပြန်နေကြအောင်တင်ဆက်ပေးပါမယ် ။ပစီကြီးချင်းရွာလေးကြောင့်တိုက်ခိုက်မှုမှာတင်းဆုံသွားတဲ့ကလေးငယ်များမှာတောင်ကျန်းသူများရဲ့အစိတ်ပိုင်းဖြစ်ပြီးတိုက်ခိုက်ရန်ရှောင်လွှဲမရလို့ဆိုပါရယ်။အပြည်ပြည်ဆိုင်ရာရှားစွဲတရားရုံး ICC ပါဝင်နိုင်ငံတကာတရားရုံးတွေမှာမင်းအောင်လိုင်းနဲ့စစ်ကောင်စောင်းများကိုတရားစွဲဆိုနေမှုတွေပေါ်စိုးရင်စရာမရှိကြောင်းအကြံဖတ်စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူစောမင်းထွန်းကပြောဆိုလိုက်ပါရယ်။ AI ဂျာစီယာသတင်းဌာနနဲ့တီတက်တွေ့ဆုံမိမြန်ကမ်းမှာအကြံဖတ်စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်စောမင်းထွန်းကအဲ့ဒီလိုပြောဆိုလိုက်တာပါ။ AI ဂျာစီယာသတင်းဌာနကစစ်တပ်အနေ နဲ့လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင်ပြည်သူတွေပေါ်တိုက်ခိုက်နေပြီးနိုင်ငံတကာကလူသားမျိုးနွယ်တွေပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေပြင်းပြင်းထန်ထန်အဖြစ်ဝေဖန်လျက်ရှိပြီးအင်ဒိုနီးရှားတူရကီဖိလစ်ပိုင်နဲ့ ICC တရားရုံးမှာတရားစွဲဆိုဖို့ဆောင်ရွက်နေကြ။မကြသေးမီကလည်းဖိလစ်ပိုင်သမ္မတဟောင်းဒူတာတီကို ICC တရားရုံးကိုပို့ဆောင်ဖမ်းဆီးမှုတွေရှိကြောင်းဒါကြောင့်စစ်ကောင်းဆောင်နေအနေနဲ့အဲ့ဒီအခြေအနေပေါ်စိုးရိမ်မှုရှိနေသလားလို့မေးခွန်းထုတ်ခဲ့ရမှာစော်မင်းထွန်ကမြည်တီအတွက်မှစိုးရိမ်စရာမရှိလို့ပြန်လည်ဖြေဆိုခြင်းဖြစ်ပါတယ်။ဘာမှစိုးရိမ်စရာမရှိဘူး။ဘာကြောင့်လဲမှစိုးရိမ်စရ ာမရှိဘူး PDF တင်ကရွာထဲမှာနေတယ်အရက်ဝတ်နဲ့စစ်တပ်ကိုတိုက်ခိုက်တဲ့စစ်တပ်ကပြန်တိုက်ရင်ရက်သားဖြစ်သွားတယ်ဒါရီက PDF တွေရဲ့တာဝန်သားဖြစ်တယ် ICC ပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်စစ်တပ်အနေနဲ့ငြိမ်းချမ်းရေးနဲ့ပြည်သူလူထုကာကွယ်ရေးကိုအဓိကအာရုံထားပြီးလုပ်ရမှာဖြစ်တယ်လို့အစံဘတ်စောမင်းထွန်းကပြောပါတယ်2023ခုနှစ်အပိနာ17ရက်နေ့စကိုင်းတိုင်းကမ်ပလူမျိုးနဲ့အတွင်းရှိပစီကြီးချင်းရွာကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့ရမှာပြည်သူ168ဦးသေဆုံးပြီးသေဆုံးသူများမှာကလင်းငယ်များပါဝင်သွားကြောင်းအဲ့ဒီတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး AI င်းကြစီယာသတင်းဌာနကစော်မင်းထွန်းကိုမေးမြန်းရစော်မင်းထွန်းကစစ်ပွဲများမှာဘေးထွက်ဆိုးကျိုးရှိကြောင်းတောင်ကျန်းသူတွေကိုထောက်ခံလင်းတိုက်ခိုက်ခံရမှာဖြစ်ပြီးတည်ဆုံသွားတဲ့ကလေးငယ်တွေကတောင်ကျန်းသူတွေရဲ့အစိတ်ပိုင်းဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်။ ပစီကြီးချင်းရွာလေးကျောင်းတိုက်ခိုက်မှုမှာအမှန်တကယ်ဖြစ်ပျက်ခဲ့ကတင်းဆုံးသူကလေးငယ်များမှာလေးကျောင်းတိုက်ခိုက်မှုရဲ့ဘေးအတွက်ဆိုးကျိုးကြောင့်ဖြစ်ပြီးစစ်ပွဲမှာဘေးအတွက်ဆိုးကျိုးကိုရှောင်လွှဲလို့မရကြောင်းတောင်းကျမ်းသူများနဲ့မပေါင်းရင်တောင်းကျမ်းသူတွေကိုမထောက်ခံရင်အဆိုပါနေရာတွေကိုတိုက်ခိုက်ဖို့အကြောင်းမရှိကြောင်းအကြံဘတ်စော်မင်းထွန်းကပြောဆိုသွားပါတယ်။ဆက်လက်ပြီးစစ်ကောင်စီကဟန်ပြအပြစ်ရဲ့ချင်းသားဖြစ်ပြီးလေးကျောင်းတိုက်ခိုက်မှု68ကျင်းကြောင်းပြည်သူ60ကျော်တင်းဆုံးစီခဲ့တဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကငနေကျောင်းအပြစ်ရတယ်လို့ဟန်ပြကြေညာခဲ့တာဖြစ်ပြီးနိုင်ငံတော်မှလေးကျောင်း ောင်တိုက်ခိုက်မှု68ကြိမ်ပြုလုပ်ကပြည်သူ64ယောက်သေဆုံးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးဆိုရ NGO ရဲ့ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်ကပြောပါတယ်။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအခြေအနေတွေကိုပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းရှင်မြန်းဆောင်2025စီစဉ်မှာဦးနေဖုံလက်ကထည့်သွင်းပြောကြားလိုက်တာပါ။ AB 3ရက်ကနေ AB 73ရက်နေ့ထိတိုင်းနယ်ပြည်နယ်12ခုမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း68ခုရှိခဲ့ပြီးအဲ့ဒီဖြစ်စဉ်တွေမှာပြည်သူ64ယောက်တေဆုံးခဲ့ရက83ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဦးနေဖုံလက်ကအတည်ပြုပြောကြားပါတယ်။အာနာသိန်းစစ်ကောင်စီကငလင်ကြောင် AB 22ရက်နေ့ထိအပြစ်ရမယ်လို့ကြေညာထားပြီးမြေတိုက်ခိုက်မှုတွေကိုဇက်တိုက်လှုံ့ဆော်နေတာဖြစ်ပါ ပါတယ်။ Jet Fighter, Paramotor နဲ့ Drone တွေကိုအသုံးပြုပြီးလေကြောင်းတိုက်ခိုက်မှုတွေဆင်ဆက်မပြတ်ပြုလုပ်ခဲ့တယ်လို့လက်နက်ကြီးပစ်ခတ်မှုတွေကိုလည်းနေစဉ်ရက်ဆက်ပြုလုပ်ခဲ့တယ်လို့ဦးနေဖုံလက်ကပြောပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လူနေအိမ်64လုံးစာတင်ကြောင်းလေကြောင်းဖုန်ကြီးကြောင်း၃ကြောင်းနဲ့ခရီးရန်ဖျားကြောင်း၁ကြောင်းပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။ ။နောက်ထပ်တပုတ်အနည်းနဲ့စစ်တပ်ကအပြည့်ရထားပြီးမဲ့တိုင်းရင်းသားလက်နက်ကင်များလာရောက်တိုက်ခိုက်နေရလို့စော်မင်းထွန်းဝါရဖြန့်ပြောဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်တပ်ကပြစ်ခတ်တိုက်ခိုက်မှုကိုရက်စဲထားပြီးမဲ့တိုင်းရင်းသားလက်နက်ကင်တွေကဆက်လက်တိုက်ခိုက်နေရလို့အာနာသိန်းစစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူစော်မင်းထွန်းကဝါရဖြန့်ပြောဆိုပါတယ်။ AB လာ၂ရက်နေ့ကနေ AB လာ၂၀ရက်နေ့ထိအကြမ်းဖက်စစ်ကောင်စီကငနေဘေးကူညီဖို့အတွက်ပြစ်ခတ်တိုက်ခိုက်မှုတွေကိုရက်စဲထားပြီးမဲ့ KIA, KNU နဲ့ PDF တပ်တွေကစစ်ကောင်စီကိုဆက်လက်တိုက်ခိုက်နေရလို့စော်မင်းထွန်းကစစ်တပ်ရဲ့ဝါရ ပြန်ရုပ်တံကတဆင်ပြောကြလိုက်ပါတယ်။စစ်ကောင်စီကအပြစ်ခံရဆဲထားတယ်ဆိုပေမဲ့သူတို့လက်လွတ်ထားတဲ့ကျင်းရွာတွေကိုနေစဉ်လေဆောင်ကနေပုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်မှုရှိနေတဲ့ပေါ်ကိုတော့ဝန်ခံပြောဆိုခြင်းမရှိပါဘူး။ KNPB KND ရဲ့အနေနဲ့အပြည်လ73ရက်နေ့မနက်9နာရီမှာပေါ်လက်ကဲမှရှိရဲ့လုံခြုံရေးစခန်းတစ်ခုကိုဒရုန်းနဲ့လာရောက်တိုက်ခိုက်ခဲ့တာတွေ့ရပါတယ်။ KNU အနေနဲ့အပြည်လ12ရက်နေ့ည7နာရီချိန်လောက်နဲ့အပြည်လ73ရက်နေ့ည9နာရီခွဲလောက်မှာ T-Dash ကန်ကို drone နဲ့လာရောက်တိုက်ခိုက်ခဲ့ပါတယ်။ drone ပုံ80ကျော်လောက် ပြက်ခတ်တာတွင်ရပြီးအပီလာ73ရက်နေ့နေ့လယ်တနိုင်ခွဲမှာတော့မြင်းမူအလကပကျင်းရွာမြင်းမူ PDF ဖွဲ့ရိအလကပကျင်းရွာမှာရှိတဲ့လူနေအင်ဂျင်တွေနဲ့လုံခြုံရေးစခန်းတစ်ခုကိုလာရောက်ပြက်ခတ်ခဲ့တယ်လို့ဇော်မင်းထွန်းကပြောပါတယ် အာနာသိန်းစစ်ကောင်စီကငလင်လောက်ခတ်ပြီးအပြင်းခံရစေထားတဲ့ကာလအတွင်းနိုင်ငံတော်လေကြောင်းတိုက်ခိုက်မှု80ထက်မနည်းလုံဆောင်ခဲ့ပြီးအရသာပြည်သူတရားထက်မနည်းတည်ဆုံးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားပါတယ်။နောက်ထပ်တစ်ပုတ်အနည်းငယ်အေအေထိုးစစ်ရည်နေချိန်မှာကာဘာဆာဆက်ယုံနေကိုကာကွယ်ဖို့စစ်ကောင်စီကညောင်ကျိုးနဲ့ညောင်ချောင်မှာအင်အားတိုးချဲ့ပြီးစစ်ပြင်ဆင်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘကိုတိုင်းပထောင်မြို့နယ်ရှိညောင်ကျိုးနဲ့ညောင်ချောင်စခန်းတွေကိုစစ်ကောင်စီကစစ်အင်အားများပို့ဆောင်နေပြီးစစ်ပြင်ဆင်လျက်ရှိကြောင်းသိရပါတယ်။စစ်ကောင်စီကပြည်မျိုး မှချင်းလင်းချင်းမြန်တန်ရင်ထုံထုံအင်ယာရှာချီကိုပြီးခဲ့တဲ့ EB စနစ်ရက်ကစပြီးညောင်ကျိုးနဲ့အမတ်ချောက်ကာကွယ်ပစ္စည်းဆိုင်ရာကပ္ပစာ600ညောင်ကျောက်ကိုစစ်အင်အားရှာချီပို့ဆောင်နေကြောင်းသိရပါတယ်ညောင်ကျိုးကိုပြန်သိမ်းနိုင်ဖို့ထက်ကပ္ပစာဆက်ယုံနေဘက်ကိုထိုးစင်ရောက်မလာဖို့အပြစ်ရထားတဲ့ကာလအတွင်းအမြင်အလင်းမြန်အင်အားပို့နေခဲ့တာပြီးခဲ့တဲ့ခုနှစ်ရည်ကလည်းညောင်ကျိုးနဲ့ဗရောင်ကိုအင်အားအလဲလဲလုံနေတာတွေရှိရလို့စစ်ရေးတရင်အရှင်မြစ်တွေကပြောပါတယ်ဒါအပြင်ညောင်ကျိုးမှာထွက်ပြေးလာတဲ့ရဲတပ်ဖွဲ့ဝင်တွေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အစုကိုဗရောင်ရှိတပ်စခန်းတွေမ မှာခေါ်ယူထိန်သိမ်းပြီးခန့်စစ်ပြင်ဆင်ခိုင်းထားကြောင်းသိရပါရယ်ပြီးခဲ့တဲ့ AB နှစ်ရက်နေကအရက်ခတက်တော် AA သိမ်းပိုက်ထားတဲ့ညောင်ကျိုးစခန်းကကပ္ပစဆက်ယုံများတီရှိရညောင်ကျောင်းနဲ့စေမိုင်ခန့်သာကွာဝေးပြီးစစ်ကောင်စီကကပ္ပစဆက်ယုံများကိုကာကွယ်ဖို့ဆက်ယုံတွင်းရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တအုပ်မကြံကိုစက်ပစ်ကွင်းလက်နက်လေးကျင်ရေးဆင်ခိုင်းထားကြောင်းတပ်သတင်းရင်းမြစ်တွေစီမှသိရပါရယ်စစ်ကောင်စီကတောင်ကုန်းမြို့ကြားပြီးတောင်ကုန်းနဲ့ပြည်ပောင်းလမ်းရှိတောင်ပုံကြီးမိုးထီပြူဟာပကံကွယ်ညောင်ကျိုးစခန်းတို့ကိုပါအေအေနဲ့ပူပေါင်းတပ်ဖွဲ့တန်းပေးလိုက်ရပြီး ီးကာမစဆိုင်ယုံတွေလက်မလွတ်ရစေဖို့အတွက်အထူးကြိုးပမ်းလာတာဖြစ်ပါတယ်။ အင်းကပြီးခဲ့တဲ့ AB တရက်နေ့မှာ AB 30ရက်နေ့ဒီတစ်ဖက်သက်အပြင်းရဲ့ကြောင့်ကြီးညာပြီးရင်နောက်ရခိုင်ဘကိုအဆက်ရှိညောင်ကျိုးနဲ့ညောင်ကျောက်စကန်းတွေကိုထိုးစစ်ဆင်နေမှုတွေကိုရပ်တန့်ခဲ့တော့လဲစစ်ကောင်စီကအဆိုပါနယ်မြေများမှာအင်အားတိုးချဲ့စစ်ပြင်းစင်လာတာဖြစ်ပါတယ်စစ်ကောင်စီကလည်းသုံးပတ်ကြာယာယီအပြင်းရက်တဲ့လူကြီးညာထားတော့လဲ၎င်းတို့ထုတ်ပြန်ချက်ကိုချိုးဖောက်ကစစ်ဆိုင်နေတဲ့နယ်မြေတွေမှာစစ်အင်အားတိုးချဲ့ခြင်းနဲ့လေကြောင်းမှပုံကျဲတိုက်ခိုက်ခြင်းတို့ပြုလုပ်နေတာဖြစ်တယ်လို့သိရပါတယ်ဆလပ်ပြီးထီးလင်းမြို့နယ်ကိုစစ်ကောင်စီလေကြောင်းမှပုံကျဲတိုက်ခိုက်တဲ့ကြောင်းတင် ်ဆက်ပေးပါမယ်။မကွေတိုင်းရှောဒေတာထီလင်းမြို့နယ်တနင်္လာကိုစစ်ကောင်စီက AB 15ရဲ့မနက်မှာလေကြောင်းမှပုံကျဲတိုက်ခိုက်ခဲ့ကြောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖတာဝန်ရှိသူတယောက်ကပြောပါရယ်။ထီလင်းမြို့နယ်အရှိတ်တနင်္လာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီကဖုန်းလိုင်းများပြတ်တောက်ထားလို့ထိခိုက်မှုဖြစ်စဉ်အသေးစိတ်ကိုတော့မသိရသေးဘူးလို့ဆိုပါရယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလေကြောင်းတိုက်ခိုက်လာခြင်းဖြစ်ကြောင်းလည်းပကဖတာဝန်ရှိသူကပြောပါရယ်။ကျေးရွာနီးနားတော့မဟုတ်လောက်ဘူးလို့ယူဆတယ်ဗျ။တိုက်ပွဲကတော့မရှိပါဘူးဗျ။တော်လိုင်းအင်အားစုတွေလှုပ်ရှား ားမှုကိုတရင်ရလိုပဲနေမှာပါလို့ပါကဖတာဝန်ရှိသူကပြောပါရယ်စေကောင်စီက AP 22ရက်ဒီယာယီအပြည့်ရမယ်လို့ကြေညာထားတော်လဲလေချောင်းတိုက်ခိုက်မှုတွေနိုင်ငံတော်ဝန်ဆက်လက်ပြုလုပ်နေရရှိပါတယ်သူတို့ကြေညာချက်တော့အယုံကြည်မရှိပါဘူးထီလင်းမြို့နယ်ပါကဖတာဝန်ရှိသူကပြောတာပါစေကောင်စီကမကွေးတိုင်းနဲ့နေမြေချင်းဆက်ဆက်နေတဲ့ချင်းပြည်နယ်မင်းတပ်ကံပတ်လက်မြို့နယ်တွေကိုလည်းလေချောင်းပုံချက်တိုက်ခိုက်မှုတွေစတိုင်ပြုလုပ်နေရရှိပါတယ်ဒါအပြင်ချင်းပြည်နယ်မင်းတပ်မြို့ကိုစေကောင်စီကပြီးခဲ့တဲ့ရက်ပိုင်းတွင်လေချောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရာ AP 23ရက်ကလေ ဆောင်တိုက်ခိုက်မှုမှာအလွန်ပြင်းထန်တဲ့ပုံနဲ့တိုက်ခိုက်ခဲ့ခြင်းလို့မင်းတပ်မျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူစနိုင်းရောမန်ကလူမှုကွန်ရက်မှာတစဉ် AB 14ရက်မှာအတည်ပြုပါတယ်တော်လန်ကာလာအတွင်းဘုံကျဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကိုမနီမဝေမှာ၄ချိန်ကြုံမှုကြောင့်ဇလိုင်းရောမန်ကပြောပါရယ်မြို့သိန်းကာလာတုန်းကဆိုဘုံကျဲတာပါပြောကောင်းမလဲ၄ချောင်းတိုက်ခိုက်မှုဆိုတာနေသားတော်ကြာနေပြီအခုထိတော့အသက်ရှင်နေလဲ ငါမသေးဘူးရေကူးတက်တယ်ပေါ့ဒါပေမဲ့မင်းကကျဲနေဘုံတော့မကြုံဘူးအောင်ပြင်းထန်နေကိုတော်ဘုံကွဲတဲ့အချိန်ဟတ်တာမှရှိုင်းသွားမတက်ပဲ ဘုံတတင်းကြတဲ့အိမ်ကအိမ်တိုင်းတောင်မကြံဘူးပါအစားအမမကြံမဲပျောက်သွားတယ်တမိုင်းနီးပါဝေးတဲ့အိမ်ကမှန်နေတော့ကွဲကြကုန်တယ်လို့စလိုင်းရောမန်ကဘုံကျဲတိုက်ခိုက်ခံရမှုအတွေ့အကြုံကိုပြောပါတယ်အေပီလ73ရဲ့တကြံအကျိုးနေနေလေ၄နိုင်ဝင်းကျန်းမှာစစ်ကောင်စီကမင်းတပ်မျိုးမှနှစ်ချင်းခရီးရန်ဖျားချောင်းဝင်းကိုလေချောင်းနဲ့ဘုံကျဲတိုက်ခိုက်ရာအဲ့ဒီဖြစ်စဉ်မှာထိခိုက်ဒဏ်ရာရသူတေဆုံးသူမရှိတော့လဲဖျားချောင်းဝင်းအတွင်းရှင်အစအုံများအကြီးအကျယ်ပြက်စီးကခရိုင်ပညာရေးရုံးနဲ့တကွာတမျိုးလုံးရှိလူနေအိမ်ရုံးနဲ့ဝန်တန်းအိမ်ရအစအုံများအနေနဲ့အများထိ ိကပျက်စီးမှုရှိခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါရယ်ရှင်။